မင်္ဂလာပါမျိုးတို့ရေသတင်းကောင်းတဲ့သတင်းဆိုကိုပြောပါမယ်သတင်းဆိုကတော့အလုံးသိတဲ့တိုင်းတက်မတော်ရဟန်းရင်ဆက်ရှုံရင်းပြီးပြကြမှုအဲဒုတိမဟုတ်ကိုဘက်ကပြောသလိုမျိုးပြစ်ချခံရလို့ပြကြမှုပြစ်ချခံရလို့ပဲဖြစ်စေဆက်ရှုံရင်းလို့ပဲဖြစ်စေတိတ်နေတာကတော့တက်မတော်ရဟန်းရင်တစီအာပြက်ကြပြီးတော့ထိခိုက်ဒိဆုံးမှုတွေဖြစ်ခဲ့တယ်ထိခိုက်နေနာမှုတွေဖြစ်ခဲ့တယ်ဒါကတော့သတင်းဆိုစစ်မျက်နှာမှာ တက်မလို့ရဟန်ရေတည်းပြက်ကြမှုပေါ့နော်။မနေ့ကဆိုလို့ရှိရင်သတင်းဝေဝေဆက်လာပြရတယ်။တစ်ဖက်ကလည်းသူတို့ပြစ်ချလိုက်တယ်ပြစ်ချလိုက်တယ်အောင်ဝဲခံကြရတယ်ပေါ့နော်။အာဆိုတော့ဒီတက်မလို့ဒီသတင်းမယ်မယ်ကြီးဘက်ကတုံ့ပြန်လာကြတော့ဆက်ချိုရင်းပြီးပြက်ကြတယ်။ဆက်ချိုရင်းလို့ပြက်ကြသည်ဖြစ်စေပြစ်တာခံရလို့ပြက်ကြသည်ဖြစ်စေဒီမှာရဟန်ရေစီဆုံရှုံမှုဒီမှာပါတဲ့အတက်မလို့သားရေဆိုတော့ဒီရဟန်ရေလို့စစ်လက်နဲ့တို့ကငွေကြေးရှိရင်ပြန်ပြီးတော့ဝယ်ရတာလွယ်ပြီမဲ့ဒီလိုမျိုးစိတ်ရေးမှကျွမ်းကျင်လူတယောက်ဖြစ်လာအောင် အခုတက်မတော်သားဆိုလို့ရှိရင်ရဟရင်ဆိုလို့ရှိရင်လည်းဒီတက်မတော်လီမှာကျွမ်းကျင်တဲ့သူတယောက်ဖြစ်လာအောင်ကျွမ်းကျင်ပြီးတော့တက်မတော်ပေါ်မှာလည်းပြည်သူပေါ်မှာလည်းနိုင်ငံတော်ပေါ်မှာလည်းသစ္စာရှိရအရာရှိတယောက်ဖြစ်လာအောင်ကအင်မတန်မှပြုစုပြောင်းထောင်ရတာခက်တယ်ဆိုတော့အခုလိုမျိုးသတင်းတွေကြားလို့ရှိရင်အဲ့ဒီစိတ်နဲ့နဲ့တွေဆုံးရှုံးရတာထက်ကျွန်တော်တို့နိုင်ငံပေါ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့တက်မတော်သားတွေဆုံးရှုံးရတာပိုပြီးတော့ဝမ်းမြောက်ရတယ်ဆိုတော့ဒီညမှာဒီကပြောချင်တဲ့အချက်ကဒီ Facebook ပေါ်မှာပတ်သက်ပြီးတော့တစ်ဖက်အုပ်စုတွေကချော်လဲရောထိုင်ရတယ်နိုင်ငံရေးခြေကြုံရှိကြတယ် ဘာလို့ဆိုတော့သူတို့ကတစ်ချိန်လုံးဟာခက်ခင် project ဆိုပြီးတော့ပတ်စံတွေမများစွာအမေရိကန်ဒေါ်လာ6တန်းခိုးစားလိုက်လို့เนาะ NUG ထောက်ခံတဲ့ဒီဗာလဲမျိုးရံအောင်တင်းရဲ့အကူတို့เนาะ0မြတ်အောင်တို့တမ်မနီမီကင်းတို့เนาะအော်တက်ကမူးညူတို့သူတို့ထောက်ခံတဲ့သူတွေအချင်းချင်းကတောင်မှ NUG က CRPH ကနေပြီးတော့အဲဒီခက်ခင် project ကပတ်စံကြီးခိုးသွားတဲ့အတွက်သူတို့အင်မတန်ပောက်ကွဲပြီးတော့ဒီကိစ္စဝေဖန်ထောက်ပြနေတဲ့အချိန်မှာအဲ့ဒီလိုမျိုးဖြစ်သွားတဲ့အတွက်သူတို့ကချောလဲရောထိုင်ပြီးတော့ ဝမ်းသာနေကြတယ်ပြောနေကြတယ်နိုင်ငံရေးအာသာဖြစ်နေကြတယ်เนาะဒီကိစ္စပေါ်မှာလူတွေကစိတ်ရေးဆိုတာကလေဒီနေ့ဥမာပေါ့နော်ဒီနေ့21ရက်နေ့စစ်ဖြစ်လိုက်တယ်ဘယ်နာမှာစစ်တပ်ဘက်ကဘယ်လောက်တည်ပြီး PDF ဘက်ကဘယ်လောက်နိုင်သွားတယ်ဒီနေ့21ရက်နေ့ဥမာကချင်ဖြစ်နာကချင်စစ်မျက်နှာမှာစစ်ပွဲဖြစ်တယ် PDF တွေ KIA တွေကဘယ်နှယောက်တည်ပြီးတော့စစ်တပ်ဘက်ကအနိုင်ရလိုက်တယ်ဆိုင်ပြီးဒီယနေ့ဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုမျှော်သွေးပြီးတော့ ယနေ့ဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေကိုကြည့်ပြီးတော့သူ့ဘက်ကနိုင်တယ်ငါဘက်ကနိုင်တယ်ဆိုပြီးဆုံးဖြတ်လို့မရပါဘူးစစ်ရေးတပွဲရဲ့စစ်ပွဲတပွဲရဲ့အနိုင်ရှုံးဆိုတာက အနည်းဆုံးနောက်10နှစ်ကိုမျှော်တွေးပြီးတော့အဲ့ဒီစစ်ပွဲရဲ့အလိုင်းရှုံးကိုတတ်မှတ်ရတယ်။အနည်းဆုံးနောက်10နှစ်အခု25ဆိုနောက်ထပ်10နှစ်2035ကိုမျှော်တွေးပြီးတော့ဒီဒေသမှာဘလို့ရိုက်ခတ်မှုရှိနိုင်လဲဒီဒေသမှာရှိတဲ့တိုင်းရင်းသားလူမျိုးတွေသူတို့ဘဝသူတို့အနာဂတ်ဒီတငယ်တွေပညာရေးတွေဘလောက်ထိအခွင့်အလမ်းတွေပေါ်လာနိုင်တယ်လဲပိုပြီးကောင်းနိုင်တယ်လားပိုပြီးဆိုးသွားမလားဆိုတဲ့အနာဂတ်ကိုမျှော်တွေးပြီးအနည်းဆုံး10နှစ်လောက်ကိုကြိုတွေးပြီးတော့မှသာဒီစစ်ပွဲတစ်ပွဲရဲ့အလိုင်းရှုံးကိုတတ်မှတ်ရတာเนาะเนาะသူတို့တစ်ခါအန်ယူဂျီကထိန်းထားတယ်ဆိုတော့ ခိုင်းတိုင်းကိုကြည့်လိုက်ပါခိုင်းတိုင်းမှာနောက်ထပ်10နှစ်အတွင်းမှာဖွံ့ဖြိုးတိုးတက်နိုင်သလားခိုင်းတိုင်းမှာနောက်10နှစ်အတွင်းမှာအဲ့ဒီဒေသမှာရှိတဲ့လူမျိုးတွေဆုံးလုပ်သွားမလားဒါအဖြေပဲလက်ရှိမှာတချို့ကတော့ပေါက်ထန်နှခုမထူးဘူးဆိုပြီးတော့မထူးဆက်ခင်းနေကြပြီမြဲငါတို့ဘွားကတော့ငါတို့တက်တက်ကတော့ပေါက်တဲ့နှခုမထူးပါဘူးဒီဘွားရောက်မှာတော့မထူးတော့ဘူးဆိုပြီးတော့မထူးဆက်ခင်းနေပြီမြဲ ါတို့တာသမီတွေလက်ထက်မှာတော့စစ်ပွဲမရှိရဲ့เนาะအေးချမ်းတဲ့နိုင်ငံမှာနေချင်နေဆိုရက်နိုင်ငံကြီးဆန္ဒတွေရှိအခုတော်တော်များများကနိုင်နာတွေရှုံးတာတွေမသိကြဘူးဘယ်ဘက်ကဟုတ်ဘယ်ဘက်ကပဲနိုင်နိုင်စစ်ပွဲတွေမြန်မြန်ပြီးပြီးအေးအေးချမ်းချမ်းနေချင်နေကောင်းကောင်းမွန်မွန်လုပ်တဲ့စားတောက်ချင်နေအေးချမ်းစွာပညာသင်ကြားချင်နေဒါလူတို့ရဲ့ဆန္ဒအစစ်မှန်ဖြစ်တယ်ဘယ်ဘက်ကပြည်သူရောဒီဘက်ကပြည်သူရဲ့ရင်းထဲမှာဘယ်ဘက်ကပဲနိုင်နိုင်စစ်ပွဲတွေပြီးတာကိုပဲတို့လိုချင်ကြတယ် တရက်စစ်မဖြစ်ရင်တရက်စိတ်ချမ်းသာရတယ်တရက်ခေါင်းပြောင်းအောင်အိပ်ရတယ်တလစစ်မဖြစ်ရင်တရက်တလသူတို့ခေါင်းပြောင်းအောင်အိပ်ရပြီးတော့တလသူတို့နောက်ချောလုံအောင်နေထိုင်ရတယ်ဆိုတော့လူတွေရဲ့ပြည်သူလူထုရဲ့တကယ့်လူထုလက်နက်ကင်ထားရဲ့လူထုရဲ့ခြင်းထဲမှာက က်နက်ကင်တဲ့ခွဲတွေကဟိုဘက်ကနိုင်နေပြောတယ်ဒီဘက်ကနိုင်နေပြောတယ်ဈားထဲမှာငါတို့ပြည်သူတွေပဲရှုံးနေတယ်ငါတို့ပြည်သူတွေပဲအနာဂတ်တွေဆုံးရှုံးနေတယ်ငါတို့ပြည်သူတွေဘဝပဲဆုံးရှုံးနေတယ်ဒါကြောင့်မို့လို့မင်းတို့လက်နက်ကင်တွေမင်းတို့ဘယ်ဘက်ကပဲနိုင်နိုင်ငါတို့ပြည်သူတွေရှုံးနေတဲ့အတွက်ဒီစစ်ပွဲကြီးမြန်မြန်ပြီးချင်ပါတယ်ဆိုတဲ့ရင်ထဲကဆန္ဒကအစ်မန်ဖြစ်တယ်ဝန်နာကျော်ထင်ဗိုလ်မှူးချုပ်ဟောင်းဦးချိုထွန်းအောင်နေအိမ်ရှိပြတ်တက်ခံရရန်ကုန်တိုင်းမယန်းကုန်းမြို့နယ် ငါရက်ကွက်ဝိဇာလန်မှာမီ20နှစ်ရက်မနက်9နာရီခွဲကအငိမ့်စတန်အမတ်ဝဏ္ဏကျော်ထင်းဘုံမှုချုပ်ဟောင်းဥချိုထွန်းအောင်တနက်နေ့ပြစ်ခတ်ခံရတယ်လို့ Golden Valley Warriors မြို့ပြပြောက်ကြားအဖွဲ့ကထုတ်ပြန်ပါတယ်။ဥချိုထွန်းအောင်ရဲ့နေရှိမှာတနက်ကင်ဆောင်ထားသူတွေကပြစ်ခတ်ခဲ့တာဖြစ်ပြီးဒန်ယာရီယာရှိကစစ်ကောင်စီတပ်ကလူနာတင်ယုံနဲ့စစ်ဆေးရုံကိုခေါ်သွားတယ်လို့သိရပါတယ်ဖြစ်တာကအမှန်ပဲခဏလောက်နေတော့လူနာတင်ကားနဲ့မင်္ဂလာတုံဘက်ကိုသွားတာ။ အဲ့ဒီမှာတည်တယ်လို့ကြားတယ်အဲ့ဒီတကြောတမိုင်းလန်းစုံဘက်ရောစစ်ကောင်စီစစ်နေတယ်လို့အခြေအနေကိုသိရှိသူတဦးကပြောပါတယ်လက်ရှိမှာဥချိုထွန်းအောင်ကိုစစ်ကောင်စီတပ်ကအမှတ်တမင်္ဂလာတုံးစစ်ဆေးရုံကိုကူးဆောင်ထားတယ်လို့သိရပါတယ်ဥချိုထွန်းအောင်ဟာနိုင်ငံတော်ကာကွယ်ရေးတပ်ကတူမှနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့ နိုင်ငံတကာဆက်ဆံရေးဘာသာရဲ့နှစ်ခုတင်ကြားပေးနေတာပါဗိုလ်မှူးချုပ်ချိုထွန်းအောင်တင်ကြားပေးနေတဲ့နိုင်ငံတော်ကာကွယ်တပ်ကတူဟာစစ်တပ်ဗိုလ်မှူးကြီးအစင်မစတင်တက်ရောက်ရတဲ့အရေးပါတဲ့အစင်မြင့်စစ်တင်နှန်းကြောင်တစ်ခုဖြစ်ပါတယ်ဗိုလ်မှူးချုပ်ချိုထွန်းအောင်ဟာတမရဦးသိန်းစိန်အစိုးရလက်ထက်ကကဘာဒီယားနိုင်ငံဆိုင်ရာမြန်မာတပ်အမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ပြီးအငိမ့်စားယူခဲ့ပြီး2022ခုနှစ်နိုဝင်ဘာမှာဦးချိုထွန်းအောင်ကိုအာနာသိန်းစစ်ခေါင်းဆောင်ကဝန်နာကျော်ထင်ပွဲပေးခဲ့ပါတယ် ထိခိုက်သေးဆုံးမှုတွေဖြစ်ခဲ့တယ်ထိခိုက်နေနာမှုတွေဖြစ်ခဲ့တယ်ဒါကတော့တည်င်းဆိုတည်င်းကောင်းကတော့တန်မာကြီးရဲ့ဘွဲလွန်ဒီပလိုမာအသက်ရှင်တဲ့အတင်းနဲ့ ခေါ်ယူနေပြီဖြစ်ပါတယ်။ဒါကတော့နိုင်ငံခြားရေးရဝန်ကြီးဌာနရန်ကုန်မှာတက်ရောက်သွားမှာပေါ့နော်။အဲတက္ကသိုလ်တစ်ခုခုကနေပြီးတော့ဘွဲရရှိပြီးသူတွေအတွက်ဘွဲရပြီးသူတွေအတွက်တနမယ်ရေးရဘွဲလွန်ထီဘလုံးမှာအပတ်စဉ်တက်အခုမှပတ်စဉ်တက်စပြီးဖွင့်လာ။ဆိုတော့ဒီကနေပြီးတော့နိုင်ငံတကာဆက်ဆံရေးနိုင်ငံတကာဥပဒေရေးရရတနမယ်ရေးရနိုင်ငံတကာစီးပွားရေးနဲ့ထူထူဥပဒေတာပေါ့နော်။ဆရာဘာသာရက်တွေတင်စားနိုင်မယ်လို့ကြားသိရပါတယ်။ဆိုတော့ဒါကကျွန်တော်တို့လိုမျိုးလူငယ်တွေအတွက်အခွင့်အလမ်းကောင်းဖြစ်ပါတယ်။ဆိုတော့တခြားသောလူတွေတွေနဲ့လည်းစုံဝင်ကြမယ်ဆိုလို့ရှိရင်သင်တန်းလျှောက်လာ တင်းမိတာတင်းနိုင်ပါတယ်တနက်ကာလကတစ်နှစ်ပေါ့နော်ပြီးလို့ရှိရင်တော့တနမကြီးရောက်ပွဲလွန်တီးပြီးလို့မှာပွဲရရှိမယ်လို့သိရပါတယ်ဆိုတော့ဒါပေမဲ့တစ်ဆက်တည်းမှာလိုအပ်တာကလေအရှိမလည်းဒီလိုမျိုးပေါ့နော်ဒီကျမတို့ဘယ်လိုပြောမလဲဘယူရိုကရေစီလို့ပြောရမှာကျိုးနီစနစ်ပေါ့နော်စောက်ဒီတိုင်းပဲလောက်ကြတယ်ကျမတို့ကတင်းနှန်းတစ်ခုခေါ်မယ်ဆိုလို့ရှိရင်ဘွဲ့လွန်ဒီပလိုမာတစ်ခုဖွင့်လှစ်တော့မယ်ဒုတိယမို့ဥပဒေဥပဒေတစ်ခုကျမတို့ထုတ်တော့မယ်ဒုတိယမို့အမိန့်ညွှန်ကြားစာတစ်ခုထုတ်တော့မယ်ဆိုရင်အဲ့ဒီရဲ့နောက်ဆက်တွဲနေမှာဘာကြောင့်မှဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်ပါလဲဘယ်လိုအလောက်ကိုင်းခွင့်လန်းနေ ဘလို့လောက်ကန်ခွင့်လန်းနေရရှိနိုင်ပါတယ်ဆိုတော့ပြည်သူကိုတစ်ဆက်တည်းမှာအသိပညာပေးဖို့လိုပါတယ်နော်အခုဆိုလို့ရှိရင်လည်းပဲတရမဲရပွဲလုံးဒီလိုမှာပွဲတွေနော်အပတ်စဉ်တင်ဖွင့်လဲမယ်ဒါအစိုးရအနေပြီးကြီးညာချက်ထုတ်တယ်ဒီမှာတင်တဲ့တင်တဲ့သားကြီးခေါ်ယူဒါပေမဲ့တစ်ဆက်တည်းမှာဘလို့လောက်ကန်ခွင့်လန်းနေရရှိနိုင်ပါတယ်ဘလို့အချိုးချိုးဆိုရရှိနိုင်ပါတယ်ဆိုတာကိုလူတို့ကိုအသိပညာပေးဖို့လိုပါတယ်ဒါကျွန်တော်တို့ပြည်သူတွေအနေနဲ့တောင်းဆိုတဲ့အခွင့်အရေးဖြစ်ပါတယ် ဝါသနာပါတဲ့လူတွေတင်းနဲ့တက်ရောက်နိုင်ပါတယ်။တန်နမကြီးရဝင့်လွန်တီကီလိုမှာဖွဲ့ဖြစ်ပါတယ်။တော့ကျွန်မဒီတင်းနဲ့ကိုတက်ချင်တယ်။ဒါပေမဲ့တင်းနဲ့ကလာကတင်းနဲ့လာကနေတောက်ကြဆိုတော့ဒီဘက်ကို9ရက်တက်ရမယ်။9ရက်တက်ရမယ်ဆိုရင်ကျွန်မအဲ့ဒီမှာဒီရန်ကုန်မြို့ထဲမှာပေါ့နော်ဒီနိုင်ငံခြားရေးရဝန်ကြီးဌာနနဲ့ဟိုထွားလို့လာလို့နင်းနင်းနန်းနန်းရှိမယ်နေရာမှာကျွန်မရွှေ့ရမယ်ပြောင်းရမယ်ဆိုတော့ကျွန်မတွေကုန်ကြစိတ်တွေရမ်းများတယ်။ရမ်းများတော့ကျွန်မအတက်နိုင်တော့ကျွန်မဒီနေ့တက်နိုင်အောင်ကျွန်မစူးစမ်းမယ်။တကယ်လို့ကျွန်မဒီနေ့မတက်နိုင်ဘူးဆိုရင်တော့ဒါမဲ့နှစ်အပတ်စဉ်နှစ်မှာကျွန်မတက်နိုင်အောင်စူးစမ်းပါမယ်။ကျွန်မကအဲ့ဒီလိုမျိုး ်ကိုကတင်နေရတာကျွန်မသဘောကျတယ်တင်ယူရတယ်ကျွန်မအယံဝသနာပါတယ်အဲ့လိုတင်နေရရင်ကျွန်မပြောတယ်ပြီးတော့ကိုတင်ယူတက်မြောက်ထားတဲ့အရာကိုတခြားကိုပြန်ပြီးမျှဝေပေးရတာပြန်ပြီးတော့ဝေငှပေးရတာ share ရင်းလုပ်ပေးရတာကိုကျွန်မသဘောကျတယ်ဒါကျွန်မဝသနာပါတယ်အဲ့လိုလုပ်နေရင်ကျွန်မပြောတယ်အဲဆိုတော့ကျွန်မနဲ့ပတ်သက်လို့ပေါ့နော်ပြောဆိုမှုတွေရှိတယ်အခုဆိုလို့ရှိရင်ကျမကပဲတရင်ကျမကတရားဝင်အာတရင်ဌာနမှာလို့တော်မလို့ဒုတိယမို့ကျမကဟိုအဖွဲ့စည်းတစ်ခုရဲ့ ာထောက်ပံ့မှုရဲ့လက်အောက်ကနေပြီးကျွန်မကအခုလိုမျိုးသတင်းတွေပြောနေတဲ့ပုံစံမျိုးဒီဒါတိမဟုတ်ကျွန်မကပါတီတစ်ခုအတွက်မဲဆွယ်စည်းရုံးတော့မယ့်ပုံစံမျိုးကျွန်မကိုယ်တိုင်ကရွေးကောက်ပွဲမှာတတိပုဂ္ဂလအနေနဲ့ဝင်ပြိုင်တော့မယ့်ပုံစံမျိုးစသဖြင့်ပြောဆိုနေကြလာတယ်ရှင်ရှိတယ်။ဆိုတော့အဲ့အရာတွေကကျွန်မကိုချစ်တယ်ခင်တဲ့ပြောတဲ့သူရှိတယ်လို့ကျွန်မကိုမုန်းလို့ပြောတဲ့သူတွေလည်းရှိတယ်။ကျွန်မနဲ့ပတ်သက်တဲ့အကြောင်းအရာကြီးကျွန်မပါဇက်ကပြောတာအတိပါအတခုကျွန်မပါဇက်ကပြောပါမယ်။ကျွန်မအခုဖွင့်မယ်တန်နမဲကြီးကပွဲလွန်တီဗီမှာကျွန်မတက်ချင်တယ်။ ကျွန်မအခုပတ်စင်တက်မတက်နိုင်အောင်အပတ်စင်နဲ့မှကျွန်မတက်နိုင်အောင်ကြိုးစားမယ်နော်ရှိမှဆိုလို့ရှိရင်လည်းရှိရဲနော်ဒီလိုမှာပေါ့နော်ဘွဲ့လော်သုံးချာအာရှီအောင်သူတွေတနာပညာဒီလိုမှာအပွဲ PGDAA ဟမ်ရှီအောင်သူတွေတနာပညာပေါ့နော်ရှီအောင်သူတွေတနာနဲ့နေပညာသင်တန်းကျောင်းပြေကနေပြီးတော့တက်ရောက်ခဲ့တယ်ပေါ့အဲဒီဘွဲ့မျိုးပေါ့နော် PGDAA ကျွန်မလိုမျိုးလေးပြိုရဲတိတ်နေရရင်ကျွန်မပြိုရဲ ဒီကျမတင်ထားတဲ့ຢာရီကိုကျမသူများကိုပြန်ပြီးတော့ဝင်းမှပေးရတာကိုကျမပြောရဲကျမဝါသနာပါတယ်ကျမအနည်းငယ်ဒါမျိုးပဲလုပ်ချင်တယ်။တော့အဖြစ်ချင်တဲ့ဆန္ဒမဟုတ်တော့ဘာဖြစ်ချင်တယ်လို့ဆန္ဒမေးကျမအဲ့လိုမျိုးအခုလိုမျိုးဘွဲလွန်ဒီပလိုမာရအများကြီးတက်ချင်တယ်တင်းနေနေအများကြီးတက်ချင်တယ်အဲ့လိုမျိုးကျမဟိုတက်ကြီးစကားတက်ငယ်ကြကျမတင်ယူချင်တယ်နားထောင်ချင်တယ်ကျမတင်ယူတက်မြောက်ထားတဲ့အရာတွေကိုကျမကတခြားလူပြန်ပြီးမျှဝေပေးချင်တယ်ဆိုတော့ကျမရန်ဝါသနာပါတယ်အဲ့လိုဝါသနာပါရောဘာလို့အကြောင်းဆရာမမလုပ်ထားလဲလို့မေးကြရရှိတယ်။ကျမငငယ်ရောက်ဆိုလို့ရှိရင်လည်းအဲကျမဒီ ဆယ်အောင်ပြီဆိုရရပေါ့နော်ဒီပညာရေးလိုင်းကိုလျှောက်ဖို့ဆိုပြီးပြောကြတာရှိတယ်။ဒါပေမဲ့အဲ့လိုမျိုးကြတော့လည်းပဲကျမကဒီဒီစာသင်ကျောင်းမှာသင်လို့ရှိရင်လည်းကျမရဲ့လေ့လာမှုတွေကဒီအကြောင်းတစ်ကြောင်းမှာရှိရဲဒီကလေးတွေအတွက်ပဲဖြစ်လိမ့်မယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့လူအများစုအတွက်ကိုတက်ရောက်မှုမရှိဘူး။အဲ့ဒီအတွက်လည်းကျမကျောင်းဆရာမှမလုပ်ခဲ့တာပေါ့နော်။အဲဆိုတော့အဲဒီလိုမျိုးအခြေအနေလေးတွေရှိပါတယ်။အဲကျမဒီသင်တန်းဒီဘွဲ့လုံးပေါ့နော်။တနင်္လာနေ့ရက်ဘွဲ့လုံးဒီဘလုံးမှာ ကျွန်မတက်နိုင်အောင်ကြိုးစားမယ်ဘက်စင်တင်မတက်နိုင်နော်ဘက်စင်တင်မှာကျွန်မတက်နိုင်အောင်ကျွန်မကြိုးစားမယ်ရှေ့မှာဆိုလို့ရှိရင်လေဒါဘွဲ့လုံတော့ဘွဲ့လုံအောင်ချပါဘောနော်ရှေ့အောင်သူဒေသနာပညာဒီပလိုမာဘွဲ့ပီဂျီတီအီကျွန်မရန်ဝါသနာပါပြီးတော့ကီမျိုးမှာအာကျွန်တော်တို့တည်သားရဲဆိုလို့ရှိရင်ပုံပြီးတည်တာပေါ့ဒီမှာဆိုကျွန်မ practical ဆင်းလို့ရတယ်လေ န်လင်းတဲ့ဘိတ်တနုဆိုလို့ရှိရင်လည်းဒါရှင်ရောင်မြို့တွေပေါ့နော်တကယ် UNESCO ကဘာကြီးကျန်းမှုအမွေနဲ့စီရင်ဝင်တဲ့ပြုမြို့ဟောင်းတွေဒါပေမဲ့တို့အဲ့ဒီမှာကြတော့ဒါတောင်ရင်းကဘိတ်တနုမှာဘိတ်တနုမြို့ဟောင်းမှာကောဟန်လင်းမှာကောဒီရှင်ရောင်သူတွေသနာနဲ့ဤပညာသင်တဲ့အကြောင်းမရှိတဲ့အတွက်ကျွန်တော်တို့ပြီးမှလာပြီးတက်ရောက်ရတယ်ပေါ့နော်။အာဆိုတော့ကပညာသင်ယူစီးပူးလို့တဲ့သူတွေအတွက်လက်ရှိမှာဆိုလို့ရှိရင်အာတရမကြီးကဘွဲ့လွန်ဒီပလိုမာသင်တဲ့အပတ်စဉ်တက်နော်အမတ်စဉ်တက်ခေါ်ယူနေပြီဖြစ်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနရန်ကုန်မှာတက်ရောက်ရမယ်ဖြစ်ပါတယ်။သတင်းကောင်တစ်ခုကျွန်မမျှဝေပေးချင်ပါတယ်။မျှဝေပေးလိုက်ရပါတယ်။ နောက်ထပ်သတင်းကောင်းတစ်ခုကတော့ VOA ရုံးချုပ်အဆောက်အုံကိုအမေရိကန်ဆိုရကနေပြီးတော့ရောင်းချတော့မယ့်သတင်းဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံကိုနှစ်များစွာသတင်းအစိတ်တွေခက်ခဲပြီးတော့ လေးလိုင်းတန်လူသက်သမားတွေသူတို့ကန်တူအကျိုးပေးပြီးဖြစ်တယ်။ရှင်းမှာဆိုလို့ရှိရင်တချို့မီဒီယာတွေနဲ့ပြည်ဖြတ်အုပ်စုတွေကသူတို့ညှော်နှင်းချက်လေးလေးရှိတယ်။ဘာလို့လဲဆိုတော့ဒီ BOA ကအယူခံဝင်နဲ့ဘယ်ယုံဘယ်တရားယုံမှာအယူခံဝင်နဲ့ဘယ်မှာသွားပြီးအယူခံဝင်နဲ့ဒါကြောင့်မို့ Trend အစိုးရကဘာမှလုပ်လို့မရဘူးလို့သူတို့မကြခင်မှာ BOA ကပြန်လဲပြီးတော့သူတို့ပြန်လဲလဲပတ်တော်မယ်ဆိုတာမျိုးတွေသူတို့ညှော်နှင်းချက်မှာ Fox ထုတ်ပြီးကြတာပေါ့နော်။ဟာအလိုမျိုးတွေရှိပါတယ်လက်ရှိမှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရအမေရိကန်အစိုးရကနေပြီးတော့ ဗီဝီရုံးချုပ်တည်နေရာကိုအယောင်စင်းတင်ပြီးရောင်းချတော့မယ်လို့သိရပါတယ်မြမပီကိုဝါရာမိုင်းတိုက်နေတဲ့ RFA နဲ့ဗီဝီကတော့သူတို့ဘဝတွေနေဝင်ချိန်ရောက်သွားပြီးတရင်စိတ်ခက်ခဲတဲ့လူတွေစတဲ့စိတ်တွေသူတို့ပြန်ပြီးတင့်သွားတယ်